ကျမ်းမာတော်မူကြပါစားခင်ဗျာယခုအချိန်မှာစတင်ပြီးဒီကနေ့မေလ10ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တင်တော်ကတော့ရဲဘော်လာရောင်ပါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ပုတ်ပြင်းမြို့နယ်မှာစစ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်မှုတက်ချက်တူသေဆုံးပြီး358တက်ရင်မှတက်ရင်မှုအပါအဝင်စစ်သား20ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတနင်္သာရီတိုင်းပုတ်ပြင်းမြို့နယ်မှာအကြမ်းဖက်စစ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ တက်ချက်တူသေဆုံးပြီးတရင်မှုအပါအဝင်စစ်သား20ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNL တရင်2393တခွဲလေးမှတာဝန်ရှိသူတူကပြောဆိုပါတယ်။မေလ10ရက်နေ့မွန်လွယ်2:20မိနစ်ခန့်မှာဗုတ်ပြင်းပန်းမှ Vigo ကား9စီးကြောက်ကား9စီးနဲ့လာတဲ့အင်အား100ခန့်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလေညာဘက်ကိုစစ်ကြောင်းတက်လာစဉ်မှာဘူဒါကျေးရွာနဲ့ဝချောင်းကျေးရွာအကြားမှာရှိတဲ့ကြောက်ဖြူတောင်ရေချိုးချောင်းအနီးမှာ တော်လန်ရေးတပ်ဖွဲ့များကအဝေးထိန်းမိုင်းများနဲ့အသင့်ဆောင်ဆိုင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုမိုင်းဆွဲတိုက်ခိုက်ပြီးနောက်မိနစ်30ခန့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်အကြမ်းဖက်စစ်တပ်ရဲ့အမြောက်တပ်မှတက်ကြတူသေးဆုံးကပုံပြင်း38တရင်မှတရင်မှုလဲမျက်လုံးထွက်ဒဏ်ရာရရှိပြီးဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်းဒါအပြင်စစ်သား19ဦးလဲထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်တပ်ဘက်မှလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လန်ရေးရဲဘော်များအထီးကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။တနက်တွေတင်းဆဲမိတာမျိုးတော့မရှိဘူး။နိုင်ဝဲအတွင်းပစ်ခတ်မှုဖြစ်ပြီးတာနဲ့သူတို့ကစစ်ကြောင်းချက်ချင်းပြန်ခောက်သွားတာပါ။မိုင်း၃လုံးပေါ့။မိုင်းကြီးလက်လုံမိုင်းနဲ့အရင်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။စစ်ခွေးထတ်တိုးတေးစင်းကတော့မကြားရသေးဘူး။လက်ရှိမှာဖုန်းလိုင်းတွေကပြတ်တောက်မှုများနေလို့ဒီတိုက်ခိုက်မှုမှာဆိုရင်စစ်ခွေးတွေကကျွန်တော်တို့ကိုရှော့တွက်မှုနဲ့ ြီးရင်ပြည်သူတွေရဲ့တရင်ပေးခိုင်လုံမှုပြည်သူတွေကကျွန်တော်တို့နဲ့တသွေးတဲ့တသားတဲ့ရှိနေကြောင်းဆိုတာကိုထင်ထင်ရှားရှားပြသလိုက်တာပါပဲလို့ KNL တရင်နှစ်တုံညာတုံတက်ခွဲလေးမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုင်မှုကို KNL တရင်နှစ်တုံညာတုံတက်ခွဲတုံကော့တောင်းခရိုင်အမှတ်1တရင်တက်ခွဲနှစ် Flying Star Force ဗိုလ်ပြင်းမြို့နယ်ပကပါဗိုလ်ပြင်းမြို့နယ်ပြည်သူရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့မှပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရခိုင်တပ်တော် AA နဲ့အတူရခိုင်ပြည်နယ်အမ်နောက်ပကစစ်တနာကျုပ်မြို့သိမ်းတိုက်ပွဲမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့စကိုင်းတိုင်းပကဖရဲဘော်များကိုဂုံပြူကျူဆိုပွဲကျင်းပခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရခိုင်ပြည်နယ်အမ်းမြိုသိမ်းတိုက်ပွဲမှာပါဝင်ကူညီတိုက်ခိုက်ပေးခဲ့တဲ့သကိုင်းတိုင်းဘက်ကဖားမှတိုက်ပွဲဝင်အောင်ပွဲရရဲဘော်များကိုသကိုင်းတိုင်းဘက်ကဖားကဂုံပြူစုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီးကြာဆုံးရဲဘော်များရဲ့မိသားစုဝင်များကိုထောက်ပံ့ချေပေးအပ်၍ရဲဘော်များကဂုံပြူဥညွတ်အလေးပြုခဲ့ကြကြောင်းသိရှိရပါတယ်။အမ်းမြိုတိမ်တိုက်ပွဲမှာစကိုင်းတိုင်းရင်းမာပင်ခရိုင်မှပကဖရဲဘော်32ဦးပါဝင်တိုက်ခိုက်ခဲ့ပြီးရဲဘော်2ဦးအသက်ပေးလူခဲ့ရကရဲဘော်2ဦးချစ်တစ်ဖက်ဆုံးရှုံးခဲ့ရကြောင်းသိရှိရပါတယ်။ အမ်းမျိုးနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပခကိုအရခတက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့များက2024ခုနှစ်ဒီဇင်ဘာလ20ရက်မှာအပီးသက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီရဲ့နပခဒူတိုင်းမှုဗိုလ်မှူးချုပ်တောင်းထွန်းနဲ့တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်းတို့ကိုပါအရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တိုက်ပွဲငြိမ်သက်နေတဲ့စစ်တွေမှာလက်နက်ကြီးပစ်ခတ်တန်းတွေပြန်လည်ကြားလာရဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ရခိုင်ပြည်မြို့တော်စစ်တွေမှာနှစ်ဖက်တိုက်ပွဲတွေရပ်တန့်နေတာလားနဲ့ကြီးကြားနေပြီဖြစ်ပေမဲ့မနေ့ကတော့လက်နက်ကြီးပစ်ခတ်တန်းတွေကိုပြန်၍ကြားလာရတယ်လို့စစ်တွေဒေသခံတွေကပြောပါတယ်။မနေ့ကမေလ10ရက်နေ့ညနေပိုင်းမှာစစ်တွေမြို့ဒေသကွက်ကဲမှုစစ်ထနာချုပ်ဒါကာဆာရွှေမင်းကန်ရေတပ်စခန်းဘက်မှာလက်နက်ကြီးပစ်ခတ်တန်းတွေထွက်ပေါ်ခဲ့တယ်လို့စစ်တွေမြို့ခံအမျိုးသားတို့ကပြောပါတယ်။မနေ့က10ချက်လောက်ကြားလိုက်တယ်။ပေါက်တောဘက်ကိုလှမ်းပစ်တာထင်းနေတဲခုံဘက်တို့ပါတော့ ဘယ်ကိုကျသွားသလဲတော့မသိဘူးလက်နဲ့ကြီးပြစ်ခတ်တယ်မကျရတာလားနဲ့ချီပြီးမနေ့ကမှအတန်အကျယ်ကြီးကျလိုက်ရတာလို့ပြောပါတယ်ရခိုင်ပြည်မြို့တော်စစ်တွေဟာအရခတ်တပ်တော်တင်ပိုက်ဖို့ကြံနေတဲ့ရခိုင်ကမြို့၃မြို့တွေကတမြို့ဖြစ်ပြီးတိုက်ပွဲတွေဟာစစ်တွေမြို့ပြင်နေရာတွေမှာလွန်ခဲ့တဲ့လအနည်းငယ်ကစတင်ဖြစ်ပွားခဲ့ပါတယ်လက်နက်ကြီးကြီးပစ်ခတ်တံများကျေလောင်စွာကြားလာရတဲ့အတွက်တိုက်ပွဲပြန်လည်ဖြစ်လာမလားဆိုပြီးစိုးရိမ်နေမိတယ်လို့မြို့ခံအမျိုးသမီးတူဦးကပြောပါတယ် လက်နက်တံတွေပြန်ကြားလာရတော့ညဘက်စုအိတ်မပြောတော့ဘူးတခုခုဖြစ်လာရင်မြို့ပေါ်ကနေတခြားနေရာကိုစစ်ပေးရှောင်လို့လည်းမရဘူးထွက်ရင်ဖမ်းတယ်ဒီအတွက်စိုးရိမ်မိပါတယ်လို့ပြောပါတယ်အရခတ်တတော်အေအေဘက်မှအပြည့်အခက်ရက်စဲကြောင်ထုတ်ပြန်ပြီးဧပြီလကစပြီးယခုမေလပထမအပတ်ထိလက်နက်ကြီးတစ်စုံတရာပြစ်ခတ်မှုမရှိခဲ့ဘူးလို့ဆိုပါတယ် စစ်တွေမျိုးပြင်ပမှာရှိတဲ့စစ်ကောင်စီတက်စကန်တချို့ကိုအေအေကပြီးခဲ့တဲ့ဖေဗူအရီ9ရက်နေ့ကစတင်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးစစ်တွေမျိုးပြင်ကကင်းစကန်တချို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ဘက်ကလည်းဒဏ်ပြန်ပစ်ခတ်မှုတွေနဲ့ထိုးစစ်ဆင်မှုတွေရှိတဲ့အတွက်အပြန်အလှန်ပစ်ခတ်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်အခုလိုတိုက်ခိုက်မှုတွေကတော့လွန်ခဲ့တဲ့ဧပြီလကစပြီးစစ်တွေမျိုးနဲ့အတွင်ရပ်တန့်နေခဲ့ပြီးတလခန့်အကြာမှာလက်နက်ကြီးပစ်တံတွေကိုထပ်မံကြားလာရတာဖြစ်ပါတယ်ခင်ဗျာ ။နောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်စစ်ရေးအတွက်၄ဥပါ American Leader အဖွဲ့ဒါကာကိုရောက်ရှိအကြီးစားပစ္စည်းရောက်ရှိတဲ့အချိန်မတိုင်မီဖြစ်သည်ဟုဆိုတဲ့သတင်းကောင်းကြီးတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ကြီးမားသည့်အရေးကြီးသောပစ္စည်းများရောက်ရှိမည့်အချိန်မတိုင်မီဘင်္ဂလားဒေ့ရှ်ကိုဆေလွတ်ထားတဲ့အစစ်အမြင်အဖွဲ့ဟာမကြာမီရခိုင်ပြည်နယ်ကိုဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။မြို့သားလုံခြုံရေးအတိုင်ပင်ခံခလီလူရာမန်ကတက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ PSO တို့နဲ့အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာအနာဂတ်စစ်စင်ရေးလုပ်ငန်းများမှာ American စစ်တပ်ကအလွန်အရေးပါတဲ့ကဏ္ဍမှာပါဝင်လာမယ့်အချက်ကိုညွှန်းဆိုတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ North East News ရဲ့ယုံကြည်စိတ်ချရတဲ့သတင်းအရ American လေတပ်မှာအရာရှိ၄ဦးဟာဒါကာမြို့ကိုယနေ့ရောက်ရှိလာပြီး မြို့တော်ရဲ့ဂူရှန်ရပ်ကွက်မှာရှိတဲ့ Western Hotel မှာစတင်နားနေကြောင်းသိရှိရပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့လျှို့ဝှက်လုံခြုံရေးအရေးမြင့်များက American လေတပ်ရဲ့အစောပိုင်းအဖွဲ့ရောက်ရှိလာခြင်းဟာကြီးမားသည့်ပစ္စည်းတို့မဟုတ် အထူးအရေးကြီးသောပစ္စည်းလေကြောင်းဖြင့်မရောက်မီရောက်ရှိလာတဲ့အချက်ကိုညွှန်ဆိုနေကြောင်းပြောခဲ့ပါတယ်။ဤအဖွဲ့ရဲ့ကောင်းဆောင်တာရာလင်းအလက်ဇန်ဒရီးယားစရိုက်တာကအမေရိကန်လေတပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးထောက်ပံ့ခြင်းဆိုင်ရာကွင်းဆက်နဲ့အစီအစဉ်ရေးဆွဲခြင်းဌာန Director of Logistics Supply Chain and Planning မှာဖြစ်ပါတယ်။သူမှာအမေရိကန်ရဲ့အမြင့်ဆုံးလုံခြုံရေးအဆင့် TSSCI Top Secret Sensitive Compartmentalized intelligence ရဲ့ခွင့်ပြုချက်ရရှိထားသူဖြစ်ပြီး North East News ရဲ့စုံစမ်းချက်များအရသူမဟာတိုက်ပွဲမရှင်အထောက်ပံ့ Commander Combat Mission Support Commander တဦးလည်းဖြစ်ပါတယ်။ဤအဖွဲ့မှာ American ကာကွယ်ရေးထောက်လှမ်းရေး Agency DIA နဲ့ချိတ်ဆက်ထားတဲ့တီးသက် Contractor များ Private Contractors လည်းပါဝင်ပြီး David Thomas Rifenberg က DFS Group Company Limited ရဲ့ထုတ်ကုန်ရောင်းချရေး Manager Product Sales Manager အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပါတယ်။ သူဟာယခင်က American ရေတပ် Academy United States Naval Academy မှာဘွဲ့ရရှိခဲ့ပါတယ်။ဤအဖွဲ့ရဲ့တတိယအဖွဲ့ဝင် Michael Cody Tagger ကအတီးပြုတ်ထားတဲ့လေရင်အုပ်စုလုပ်ငန်းများထောက်ပံ့ရေးနဲ့လေရင်အုပ်စုစီမံခန့်ခွဲမှုအကြီးတန်း Director Senior Director Fleet Operations Logistics Fleet Management ဖြစ်ပါတယ်။ American လေတပ်သင်တန်းဆရာဖြစ်တဲ့ Tagger ကလေတပ်ကေဆယ်ရေးတပ်ရင်းရဲ့အသက်ရှင်ကျန်ရည်ကြီးကျွမ်းကျင်သူ Survivor Specialist တူဦးလည်းဖြစ်ပါတယ်။ ဥရောပအမေရိကနဲ့အရှေ့အလယ်ပိုင်းဒေသများမှာအဓိကအားဖြင့်ကေဆေးရေးလုပ်ငန်းများ၌စစ်မှုထမ်းအတွေ့အကြုံ၁၀နှစ်ကျော်ရှိသူဖြစ်ပါတယ်။အဖွဲ့ရဲ့စတုတ္တအဖွဲ့ဝင်ကတော့ American Leader ရဲ့အထူးကေဆေးရေးသမား Para Rescue Man ဖြစ်တဲ့ Staff Sergeant Martin Lucas Vanosdor ဖြစ်ပြီး၃၃၈ရှေ့ကေဆေးရေးတပ်ရင်းမှ Florida နယ်မြေမှာရှိတဲ့ Patrick Leader's Camp Patrick Air Force Base မှာအခြေစိုက်ပါတယ်။ Vanosdor ဟာရခင်က American စစ်တပ်ရဲ့၂၀တပ်ရင်းအထူးတပ်ဖွဲ့ 20 Special Forces Group နဲ့အတူရှာပွေကေဆေးရေးကျွမ်းကျင်မှုများ Search and Rescue Skills တိုးတက်စေရန်လေ့ကျင့်ခဲ့ပူပါတယ်။တရင်အရေးမြင့်များက E American Leader အရာရှိ၄ဦးဟာ Bangladesh နေမြန်မာဆက်လက်နေထိုင်မှာမဟုတ်များမကြာမီရခိုင်ပြည်နယ်ကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းဖော်ပြခဲ့ပါတယ်။နေဆက်ဖြတ်ကျော်ထွက်ခွာမဲ့မတိုင်မီ၎င်းတို့ဟာဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိများနဲ့အစည်းအဝေးများပြုလုပ်မှာဖြစ်ပါတယ်။ အမေရိကန်အရာရှိ20 25ဦးခန့်ပါဝင်တဲ့ရခင်အဖွဲ့တစ်ဖွဲ့ဟာဧပြီလအလယ်ပိုင်းကဒါကာကိုရောက်ရှိလာပြီးဘင်္ဂလားဒေ့ရှ်စစ်တပ်30တပ်မှခြေလင်တပ်မှဌာနချုပ် 10th Infantry Division ရဲ့ Ramuses ကမ်းမှာတဲခိုခဲ့ပါတယ်။၎င်းတို့ဟာဧပြီလကုန်ပိုင်းသို့မဟုတ်မတ်လအစောပိုင်းမှာရခိုင်ပြည်နယ်တွေကိုလျှို့ဝှက်စွာဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ဤကဲ့သို့ American စစ်တပ်နဲ့ထောက်လိုင်းရေးအတိုင်းဝိုင်းတို့ရဲ့ကန့်တတ်မဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ဘင်္ဂလားဒေ့ရှ်ရဲ့လုံခြုံရေးနဲ့စစ်တပ်များဟာ တိုးမြင့်လာတော့ဖိအားများအောက်မှာရှိနေတယ်လို့လည်းဆိုပါတယ်။ဤအခြေအနေကြောင့်အမျိုးသားလုံခြုံရေးအတိုင်ပင်ခံ NSA ကလီလူရာမန်ကတက်မတော်ကြီးရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဥစမန်နဲ့အရေးတကြီးတွေ့ဆုံခြင်းမပြုမီလက်နက်ကင်တပ်ဖွဲ့များဌာန Unforced Division ရဲ့အကြီးတန်းစစ်ဦးစီးအရာရှိဒုတိယဗိုလ်ချုပ်ကြီးကမ်ရူဟာဆန်နဲ့တကားပိတ်အစည်းအဝေးပြုလုပ်ခဲ့ရကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ် ်နောက်ထပ်တော်လှန်ရေးတရင်တူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လှန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လှန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ